မြန်မာပြည်တောင်ပိုင်းတစ်တောထူထပ်သောတောင်ကြားကျေးရွာလေးတစ်ခုတွင်မိုးဆဲ့လေးနှင့်ဆိုသည့်မိန်းကလေးငယ်နှင့် သူမ၏အဖိုးဥရွှေအောင်တို့သည် ကျေးရွာလူကြီးများ၏ရိုးရာဆေးဘက်ဝင်ပင်များအကြောင်းဗဟုသုတကိုမှတ်တမ်းတင်လျက်ရှိသည့်ကျေးရွာတွင်ဖြစ်ပြောင်းလာသည့်နှင့်အမျှလူငယ်များစုသည်ရိုးရာဆေးပညာကို မေ့လျှော့လာပြီးဓာတုဆေးဝါးများကိုသာ အလွန်ကြုံအားကိုးလာကြသည် တနေ့တွင်ကျေးရွာတဝိုင်း၌အစာစိတ်သိမ့်မှုဖြစ်ပွားပြီးကလေးငယ်များနာမကျန်းဖြစ်လာသည်ကျေးရွာစေကန်းတွင်ဓမ္မတဲမှုကြောင့်ဆေးမတိုးသဖြင့်လူကြီးများစိုးရိမ်ပူပန်နေစဉ်မိုးသည်အဖိုးအိုထံမှတင်ယူထားသောကြောင်ပန်းရွက်ပြုတ်ရည်ကိုအမြန်ချက်ပြီးလူနာများအားတိုက်လိုက်သည် နှစ်နာရီတွင်ကလေးများပြန်လည်နာလန်ထူလာသည်တဘာဝဆေးဖက်ဝင်အပင်များသည်အနည်းငယ်ကင်းပြီးရေရှည်တည်တံ့သောကျန်းမာရေးဖြည့်ရှင်သည်ဖြစ်သည် ဆေးဘက်ဝင်ပင်များကိုမခုန်လဲပဲထိမ့်သိမ်းခြင်းဖြင့်ဇီဝမျိုးစုံမျိုးကွဲများရှင်သန်နိုင်သည့်လူငယ်များအားရိုးရာဗဟုသုတများပြန်လဲမျှဝေခြင်းဖြင့်ယဉ်ကျေးမှုအမွေအနှစ်ကိုထိမ့်သိမ်းနိုင်သည်အခင်းဖြစ်ပြက်ပြီးနောက်ကျေးရွာသားများသည်မိုးနှင့်ဥရွှေအောင်တို့ကိုကျေးဇူးတင်လျက်ရိုးရာဆေးပညာသင်တန်းလေးကိုစတင်ဖွင့်လှစ်သည်မိုးသည်ကျေးရွာကလေးများနှင့်အတူ တတော်အနည်းတွင်ဆေးဘက်ဝင်အပင်ဥယျလေးတခုတည်ထောင်ပြီးအဖိုးကိုပြောပြခဲ့သောဆေးရွက်ကြီးစနွင်းပင်တခွပါဦးတို့ကိုစိုက်ပျိုးသည့်ကျေးရွာလူကြီးများကလည်းသူတို့တည်ထားသောရိုးရာဆေးနီးများကိုမှတ်တမ်းတင်ရန်ကူညီကြသည်တနည်းအကြာတွင်ကြေးရွာသည်တဘာဝဆေးဘက်ဝင်ပင်များကို အခြေခံသည့်ကြေးရွာကျမရေးစင်နာကိုတည်ဆောက်နိုင်ခဲ့သည့်ငွေဤအိမ်မက်ဖြစ်သောတည့်ရွက်စိမ်းများဖြင့်ကြေးလက်ကျမရေးဟူသောစိတ်ကူးသည့်အမှန်တကယ်ဖြစ်လာသည် တစ်ပင်တိုင်းတွင်ဘဝကယ်တင်နိုင်သောလျှို့ဝှက်ချက်ရှိသည်ဟုကြေးရွာသားအားလုံးသိလာကြသည်။မိုးသည်ကျေးလက်ဒေတာမှပထမဆုံးသဘာဝဆေးပညာပညာရှင်အဖြစ် နောင်တွင် ထင်ရှားလာပြီးသူမ၏ကြေးရွာကိုသဘာဝဆေးပညာ၏အခြေဆိုင်စခန်းအဖြစ်ပြောင်းလဲနိုင်ခဲ့သည်။ဤဇလန်သည်ရိုးရာဗဟုသုတသဘာဝပတ်ဝန်းကျင်ထိမ့်သိမ်းရေးနှင့်ကျေးလက်လူထု၏ပူးပေါင်းပါဝင်မှုတို့ကို အလေးပေးဖော်ပြထားပါသည်။